ကျောင်းအပ်တဲ့ချိန်မှာမူလာတန်းကျောင်းသားတို့ကိုငွေကျပ်တထောင်စီအစိုးရကပြန်ပေးတဲ့အစီအစဉ်အစားအခြားတင်ထောက်ကူပစ္စည်းတွေသာဖြည့်တင်းတင်တယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကအကြံပြုပြောကြားပါတယ်။ဇန်နဝါရီလ31ရက်နေ့ကပြုလုပ်တဲ့ပြည်အောင်စုလွှတ်တော်စည်းဝေးမှာ2014-2015ဘဏ္ဍာနှင့်အမျိုးသားစီမံကိန်းဥရေကျန်းပါပညာရေးဝန်ကြီးဌာနရဲ့မူဝါဒအခြေခံသဘောနဲ့လုပ်ငန်းစဉ်တွေကိုလွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရမှာအခုလိုအကြံပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့စီစဉ်ထားမှုမှာမတင်မနေရမူလာတဲ့ပညာရေးနဲ့ပတ်သက်ပြီးဥပဒေရေးဆွဲဖို့တင်ပြထားတာကြောင့်ဆိုပါဥပဒေကိုအမြန်ဆုံးအကောင့်ထည့်ဖို့ပြီးအခြေခံပညာမူလာတန်းမှာပြဋ္ဌာန်းစာအုပ်တွေလိကျင့်ကံပလာစာအုပ်တွေစာရေးကိရိယာနဲ့အထွေထွေသုံးဆောင်တွေကိုအခမဲ့ပေးမယ်လို့ဖော်ပြထားတာကိုတွေ့ရကြောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်ခင်တမ်းမြင့်ကပြောပါတယ်ဒါပြင်ပြီးခဲ့တဲ့ကျောင်းအနှံစင်ကာလမှာထောက်ပံ့မယ်လို့ဖော်ပြထားတဲ့ပစ္စည်းတွေပြင်ကျောင်းဝတ်စုံနဲ့ငွေတထောင်ကိုပါထောက်ပံ့ခဲ့တာကိုတွေ့ရှိရပြီး ဒီလိုထောက်ပံ့မှုဟာစာတင်နှစ်တစ်နှစ်လုံးကလေးများចောင်းနေရခိုင်တော့ဘလောက်ကြံရှိခဲ့တယ်ဆိုတာကိုသိရှိလို့ကြောင်းလွတ်တော်ကိုယ်စားလှယ်ဒေါခင်တမ်းမြင့်ကပြောပါတယ်ဒီလိုထောက်ပံ့မှုစာចောင်းနေမှာလိုအပ်နေတဲ့ pre-boga တွေဖြစ်တင်ခြင်းဥပဒေရုံမကောင်းတဲ့ကြောင်းတွေအတွက်ပုံမှုသုံးဆွဲခြင်းအပြင်ပုံမှုအကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်တယ်လို့လည်းဒေါခင်တမ်းမြင့်ကပြောကြားခဲ့ပါတယ်။ စကိုင်းတိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်6မှာအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသိန်းဝင်းကလည်းလာမဲ့ဗန္နာနဲ့မှာចောင်းသား9.58တန်ခံမှန်းပြီးကျပ်ဘီလီယံ9.469ထုတ်ပေးဖို့ရလာတဲ့အတွက်ဆိုပါရထားချက်ဟာចောင်းသားတွေအတွက်ကျိုးသက်ရမှုရှိမရှိကိုပြန်လည်သုံးသပ်သင့်တယ်လို့ဆိုနေခဲ့ပါတယ်ဒါပြင်မြန်မာနိုင်ငံအကြောင်းတွေမှာအာဟာရဖြစ်တဲ့နေလဲစာကျွေးမွေးခြင်းနဲ့နောက်ဆယ်နှစ်ခန့်မှာတန်မာထွားကျိုင်းတဲ့လူငယ်တွေဖြစ်လာစေဖို့ပညာရေးဝန်ကြီးဌာနအနေနဲ့ဘတ်ဂျက်မှာထည့်သွင်းရေးဆွဲတဲ့ကြောင်းမကွေးတိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်7မှာဦးလဆွေကဆွေးနွေးပြောကြားခဲ့ပါတယ်။